မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ၏ထွေထွေတွေ့ရင်မှုချုပ်နေမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဆွေဇလန်နိုင်ငံဂျနီဘာမြို့မှာပြုလုပ်နေတဲ့150ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံတဲ့ဆက်ဆက်အစည်းအဝေးတွေကိုတက်ရောက်နေတဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်ဖွဲ့ဟာ IPU ရဲ့တွေ့တွေ့တွင်မှုချုပ်နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရာ NUG ကဒီနေ့ထုတ်ပြန်ပါတယ်။ မြန်မာလူတော်ကိုယ်စားလှယ်ဖွဲ့ကောင်းဆောင်ဒေါက်တာဝင်းမြတ်ရင်းနဲ့ဒုကောင်းဆောင်ဒေါ်စမအောင်တို့ဒုဖွဲ့ကောင်းဆောင်ဒေါ်စမအောင်တို့ကအော်တိုဘာလ21ရက်မှာနိုင်ငံတကာပါလီမန်များဖွဲ့ IPU ရဲ့အထွေထွေအတွင်းမှုချုပ်မစ္စတာမာတင်ချောင်းကောင်နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဆိုပါတယ် တွေ့ဆုံဆွေးနွေးရမှာမြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ကနိုင်ငံတကာပါလီမန်များအဖွဲ့ MPU အနေနဲ့ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီကိုတရားဝင်မိဖက်အဖွဲ့အစည်းဖြင့်ဆက်လက်အသိမဲ့ပြုရေးအကြံဖက်စေအုပ်စုကပြင်ဆင်နေတဲ့တရားမဝင်ရွေးကောက်ပွဲနဲ့အထူးရောင်ရွေးကောက်ပွဲရလဒ်ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ MPU ရဲ့အဖွဲ့ဝင်လွတ်တော်တွေကအသိမဲ့မပြုရေးတော့အပေါ်ဆွေးနွေးဖလှယ်ခဲ့တယ်လို့သိရပါဗျာ။ နိုင်ငံတကာပါလီမန်များအဖွဲ့ MPU ကနေပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကိုတရားဝင်မိဖက်အဖွဲ့အစည်းဖြင့်ဆက်လက်အသိမဲ့ပြုမှုမှာအထွေထွေတွေ့မှုချုပ်ရဲ့အရေးပါတဲ့ခန့်ကဏ္ဍကိုကျေးဇူးတင်ကြောင်းမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကပြောကြားခဲ့တယ်လို့လည်းသိရပါဗျ။နိုင်ငံပေါင်း138နိုင်ငံပါဝင်တဲ့နိုင်ငံတကာပါလီမန်များအဖွဲ့ MPU ဟာဒီနေ့မှလည်းပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုနိုင်ငံတကာကိုစားပြုဖြင့်ဆက်လက်အသိမဲ့ပြုကြောင်းကြေညာထားတာဖြစ်တယ်လို့သိရပါဗျ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူတို့ဆင်းရဲဒုက္ခတားရှိစေမယ့်ရွေးကောက်ပွဲအတွကိုနိုင်ငံတကာပြတ်သားစွာပေးချရန်တိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတကာအတိုင်းအဝန်နေဖြင့်ဆေးရနာရှင်စနစ်နှင့်ပြည်သူတို့၏ဆင်းရဲဒုက္ခများဆက်လက်ရှိကြစေမည်ဆေးအုပ်စု၏အထူးရောင်းလိန်ညာရွေးကောက်ပွဲကိုလုံးဝလက်မခံဘဲပြတ်သားစွာပေးချရန်အလေးနက်တိုက်တွန်းကြောင်းတမ်မဲကြီးကပြောကြားလိုက်ပါသည် အော်တိုဘာလာ23ရက်နေ့ကုလသမဂ္ဂမှာကျင်းပတဲ့ Assistant in Mind အရှင်ကောင်းစဉ်ဖြင့်ဆွေးနွေးမှုအစီအစဉ်တွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်တန်းကိုယ်စားလှယ်တန်မကြီးဦးကျော်မိုးထွန်းကမိန့်ခွန်းပြောကြားစဉ်ရင်းသို့ပြောကြားခဲ့သလိုမြို့သားညီညွတ်ရေးဆိုရာနှင့်မြန်မာပြည်သူများအပေါ်မရင်းမရန်ထောက်ခံကူညီမှုပေးရန်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်နိုင်ငံတကာအသိုင်းအဝန်းအားတောင်းဆိုကြောင်းလည်းပြောပါရယ် မြမပြည်သူတွေကရှင်နေစစ်တဲ့ရွေးကောက်ပွဲကိုအခုကတည်းကမင်းစင်းလုံးဝသွားမကြည့်ခြင်းဤနဲ့အတန်တိတ်ကန့်ကွက်နေကြပြီးနိုင်ငံတကာအနေနဲ့ရွေးကောက်ပွဲကိုကန့်ကွက်ရုံတင်မကဘူးလက်တွေ့တိရောက်တဲ့ဤလန်းတွေနဲ့မြမပြည်သူတွေအတွက်လိုအပ်နေတဲ့အကူအညီထောက်ပံ့ပို့ချဖို့အကူအညီတွေပံ့ပိုးချဖို့လိုမယ်ဟုရန်ကုန်အခြေဆိုင်နိုင်ငံရေးဆောင်မရှင်တို့ကပြောပါတယ် ဆေယုံစု၏ပြည်သူလူထုပေါ်ကျူးလွန်သည့်ရက်ဆက်ကြမ်းကြုတ်မှုများမှအချို့သောအဖွဲ့ဝင်နိုင်ငံများကဆေယုံစုထံဆက်လက်နဲ့ပစ္စည်းများတိုက်လေရင်များတိုက်လေရင်စီစစ်ဘက်ရဲဘက်နှမျိုးသုံးပစ္စည်းများနှင့်ဤပညာများရောင်းချခြင်းသို့မဟုတ်လွှဲပြောင်းပေးခြင်းတို့ကြောင့်ဆက်လက်တည်မြဲနေခြင်းဖြစ်ကြောင်းထို့ကြောင့်အဆိုပါအဖွဲ့ဝင်နိုင်ငံများအနေဖြင့်ဆေယုံစုအားဗန်နာယီနှင့်စီရေးကူညီပေးခြင်းကိုချက်ချင်းရပ်တန့်ရန်တောင်းဆိုကြောင်းလည်းဆိုပါသည်အော်တိုဘာလ23ရက်မတွင်ဆန်းသူများဆိုင်ရာအပြန်အလှန်ဆွေးနွေးပွဲများမှာလည်း တမ်မဲကြီးကမတန်ဆွမ်းသူများကိုပင်အကျန်းဖက်တက်ပြက်နေသောစေအုပ်စု၏လုပ်ရက်များကိုဖွင့်ချခဲ့သလိုစေအုပ်စု၏အတူရောင်ရေကောက်ဘဲကိုကန့်ကွက်ခြင်းအဖြစ်မြန်မာနိုင်ငံရှိမတန်ဆွမ်းသူများ၏အခွင့်အရေးအားမြင့်တင်ကောက်ွဲပေးကြရန်နိုင်ငံတကာအတိုင်းဝန်းတို့တိုက်တွန်းခဲ့သေးကြောင်းလည်းသိရှိရပါသည်နောက်ထပ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင်းကတော့မလင်းရှားဝင်ကြီးချုပ်ကသူ့မပါဟုအတီးပြုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ဆေးဥစုတွေနှစ်စဉ်နှစ်တိုင်းလိုအာဆီယံထိပ်သီးအစည်းအဝေးလုပ်တိုင်းအချက်တကွဲအကျိုးနဲ့အဖြစ်နဲ့အမြင့်ရင်ဆိုင်ခဲ့ရသည့်ကြီးသားဖြစ်ပါတယ်။ဆေးဥစုကိုထောက်ခံနေကြသူများကလည်း၎င်းတို့ခေါင်းဆောင်ကြီးအားတရုတ်နှင့်ရုရှားခေါင်းဆောင်များကိုယ်တိုင်ကဖိတ်ခေါ်ခံထားရပြီဖြစ်၍ဒီတစ်ကြိမ်တော့အာဆီယံမတက်တာဖိတ်ခေါ်ရတော့မည်ဟုမျှော်လင့်ခဲ့ကြပါတယ်။ ျော်လင့်ချက်များပြင်းထန်လာ၍နောက်ဆုံးတက်ရောက်ရလိမ့်မည်ဟုလိညာသတင်းလွှင့်လာရသည့်အထိဖြစ်သွားခဲ့ရပါသည်။ထို့သောကွာလာလမ်ပူတို့မနေ့ကဆက်ရောက်လာသောမြမကိုစလေအဖွဲ့တွင်သောမင်းအောင်လိုင်းပါမလာရှာတော့၎င်းစားစေအုပ်စု၏နိုင်ငံသား၏ဝင်ကြီးဌာနအမြင့်တဲ့အတွင်းဝင်ဟော့ကင်ဆန်ကိုသာတွေ့လိုက်ရပါသည်။တက်ရောက်လာတဲ့နိုင်ငံတကာမှကိုစလေကြီးများသတင်းဌာနများကလည်းမြမစစ်ကောင်းဆောင်၏ထိုင်ကုန်တွင်ဟာလာဟင်းလင်းကြီးဖြစ်နေသည်ကိုသတိမထားမိပဲနေကြမည်မဟုတ်တဝူးတယောက်ကြောင့်နိုင်ငံကုန်ဒိတ်ခါကြဆင်းရသည့်အဖြစ် ဲ့ပင်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟမ်ကလည်းမင်းအောင်လိုင်းကိုဖိတ်ခေါ်ထားခြင်းမရှိကြောင်းနဲ့မိမိတို့သည်အချက်၅ချက်အတိုင်းသာရည်တည်သွားမည်ဟုတိုတိုတုတ်တုတ်ပင်အတည်ပြုပြောဆိုခဲ့ပါရယ်မလေးရှားနိုင်ငံသားဝန်ကြီးကရှင်းလင်းရာတွင်ပြည်ထနာတွင်အဓိကပါဝင်ပတ်သက်နေသူများနဲ့ဖေဖော်ဝါရီတွင်တစ်ချိန်မေလတွင်တစ်ချိန်ကြဲကြဲပြန့်ပြန့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းနှစ်ဦးနှစ်ဖက်တွေ့ဆုံဖို့ဖေဖော်ဝါရီလတွင်နှစ်ဖက်စလုံးကပေးချခဲ့တော်လဲမေလတွေ့ဆုံပြီးမှတော့နှစ်ဖက်တိုက်ရိုက်ဆက်သွယ်မှုများရှိလာခဲ့ကြောင်းဤဒီကပင်မိ မီယာရှိခဲ့သောတိုးတက်မှုဖြစ်တယ်ဟုဆိုပါရယ် မြန်မာပြည်ဖြစ်ပေါ်နေမှုများပေါ်ဖြည့်ချင်းရန်ဆိုကဒုံနိုင်ငံညှိနှိုင်းရေးရန်နေအဖွဲ့ဝင်များဖြစ်သည့်ရခိုင်လက်ရှိနယ်လာမဲဥက္ကဋ္ဌနိုင်ငံများနှင့်တွဲဆောင်သည့်အခါအသေးစိတ်တင်ပြသွားမည်ဟုပြောခဲ့ပါသည်ထို့အပြင်ကို2023မှာတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်မလေးရှားပါလီမန်အမတ်ဝေါင်ချင်းကအာဆီယံအစည်းအဝေးများတွင်အချင်းချင်းလက်ဆွဲနှုတ်ဆက်ပြီးအာဆီယံတချင်းများစုနေုံဖြင့်အလုံးမဖြစ်တော့ဟုမကြသေးမီကပြောဆိုသွားခဲ့ပါသည်ယခု2025ခုနှစ်နှစ်ကုန်ပိုင်းရောက်လာပြီဖြစ်၍အာဆီယံအနေဖြင့်လမ်းကြောင်းသစ်ပေါ်ထွက် ်ရဲ့အခွင့်အလမ်းများထွက်ပေါ်လာနေပြီဟုတန်ဒီပလိုမတ်စာဆောင်မှရေးသားလာပါတယ်။အဘေကြောင့်အချိန်ကောင်းဖြစ်လာရသည်နည်းဆိုမှုစေယုစုတည်ကမှုရှုတို့ဖြစ်လာနေပြီးအတူရောင်ရေကောက်ပွဲကိုဖန်တီးလာပါတယ်။အတင်းကျပ်စစ်သားစုဆောင်မှုကိုအချိန်မြင့်လာပါတယ်။အရက်သားများအကျန်းဖက်တက်ပြတ်မှုများတိုး၍ပြုလုပ်လာနေပါတယ်။ထို့ချက်များသည်အာဆီယံအားတက်ပြန်ဟောင်းကြီးထက်တလဲလဲဖွင့်နေရမည်အချိန်မဟုတ်တော့ဆိုသည်ကိုလုံနိုးနေခြင်းလည်းဖြစ်ပါတယ်။ထိုတာဝန်ကိုအာဆီယံတစ်ခုတည်းတာဝန်မယူသင့်အာရှပစိဘိတ်နဲ့ဥရောပနိုင်ငံ ံများရှိဒီမိုကရေစီနိုင်ငံများနှင့်လက်တွဲလှုပ်ဆောင်သွားသင့်ပါတယ်။ဤသည်ကလည်းနိုင်ငံတနိုင်ငံ၏ပြည်သူများ၏ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အားလေးစားမှုရှိသည်ကိုပြဆိုလိုက်ခြင်းဖြစ်၍လူသက်နေသောစေယုတ်စုနှင့်ဖက်လေတကင်းလှုပ်ရှားမလို့ဟုရေးသားထားပါတယ်။ ယခုကအာဆီယံအစည်းအဝေးကြီးနီးကပ်လာနေပြီးအားလုံးဤတာဝန်ပြည့်တင်မှုများကမြင့်တက်လာနေခြင်းအားလုံးဤဝေဖန်ပြည့်တင်မှုများကမြင့်တက်လာနေခြင်းလည်းဖြစ်ပါရယ်မင်းအောင်လှိုင်ဦးဆောင်မှုဖြင့်ဆက်သွာနေမည်ဆိုကတိုင်းပြည်သည်မြို့တို့များပြန်၍နလန်ထူလာနိုင်စရာအကြောင်းမရှိဟုအားလုံးကသုံးသပ်ထားကြပြီးဖြစ်၍၎င်းတို့အားမြို့သည့်နေနေများအတိမတ်ပြုသည့်ပုံစံမျိုးမရအောင်လုပ်ဖို့အာဆီယံကိုဝိုင်းဝန်းအရေးဆိုနေကြခြင်းသာဖြစ်ပါရယ် အမေဆိုရင်အာဆီယံပုံရိပ်များကိုပြန်လည်ကြည့်ရှုရင်လူယုံမှာတစုကြောင့်ရေတိမ်နေရမလို့ဖြစ်နေသည်ကိုယူကျုံမရဖြစ်နေမိပါတယ်ဖြီသူတို့ဤတရားတော်စင်မုတ်ချအောင်ရမည်